။အာလူငယ်တေးရေးတွေကောင်းတဲ့တေးရေးတွေအများကြီးကိုဟိုတွေ့တာပေါ့နော်တွေ့တယ်ဆိုတာဝေကြီးတို့ဆိုလဲကျွန်တော်အရင်ကြိုက်တယ်လေ။ဝေကြီးတို့နောက်ပဲကောင်းမှလည်းနောက်ကောင်းချစ်သူစသဖြင့်ပေါ့နော်နောက်ပိုင်းရေးတဲ့ကလေးရင်းအောင်လို့ဆိုလဲသူတို့အဆိုတော်ကဒါအဓိကဟိုသွားနေတာဒါပေမဲ့တချင်းရေးတော်တော်ကောင်းတဲ့ဟိုအထဲမှာပါပါတယ်။ကောင်းမှလည်းနောက်ပိုင်းထွက်လာတဲ့အဲနောက်ပိုင်းထွက်လာတဲ့လူငယ်တွေပေါ့နော်လူငယ်တွေအထဲမှာတော်တော်ကောင်းကောင်းနေရှိပါတယ်။နောက်ပြီးတော့သူတို့တချင်းတွေကိုလည်းအခုအချိန်ကျွန်တော်တို့ကကျွန်တော်ကတော့နားထောင်တယ် ကျွန်တော်တော့နားထောင်ပြတယ်ကျွန်တော်တို့ကတချင်းနေဟိုရေးတာလည်းများပြီပေါ့เนาะများပြီဆိုအဲ့လိုຢາတော်တော်များများချီနေပါပြီအဲ့တော့အဲ့ဒီထဲမှာကျွန်တော်မြင်တာတော့လေဟိုကိုတချင်းလေးတွေကိုပြန်ပြီးတော့ဟိုကွက်ကိုပြန်သုံးသက်ကြည့်ရင်ဟုတ်ကဲ့ဆိုတော့ကိုချင်းလေးကွက်ကိုပြန်သုံးသက်ကြည့်ရင်တော့တခါလေအဲ့လိုမျိုးဖြစ်အောင်ရေးခဲ့တာတော့မဟုတ်ဘူးဗျာ ဟိုကိုကိုစဉ်းစားမိတာလေဟိုပြန်ပြီးစဉ်းစားမိအဲတချင်းတွေများလာတော့လေတချို့တချင်းလေးတွေကညောပြိဿနဲ့သွားပြီးထိတယ်ထင်ပါတယ်ကြည်ရတာလေတချင်းတွေရေးလာများတော့ဟိုတပုတ်ကိုတခါလေးအဲ့လိုအရင်လူမသိလိုက်ပြီမဲ့ကျွန်တော်တော်တော်ကြိုက်တဲ့တချင်းလေးတွေကွာကိုအဲရှိပါတယ်အဲ့လိုမျိုးလေးအဲ့လိုမျိုးလေးဒါပေမဲ့တခါလေးကြတော့အဲ့တချင်းလေးတွေကဟိုပြိဿရှိကိုအရင်ရောက်မလာဘူးပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့တယ် တခြင်းလေးတွေလည်းအများကြီးပါပဲအဲ့တော့ကြောက်ဟိုရေးတာများလာတော့ကြောက်တော့တွေ့ရတဲ့တခြင်းများလာတယ်လို့ပဲယူဆပါတယ်အဲ့လိုဟိုဟိုတခုရှိတာပေါ့လေဒီတခြင်းကျွန်တော်တို့ကတခြင်းတစ်ပုတ်ရေးပြီဆိုရင်အခုခုအသက်လေးကြီးလာဒါလည်းပါပါတယ်အသက်ကြီးလာတော့ကြတော့ဟိုအဆူတော်ကိုအဆူတော်ရဲ့အတန်လေးတွေကိုစိတ်ဝင်စားကျွန်တော်ငငယ်တည်းကလည်းဒီအတန်ပိုင်းဆိုင်ရာကိုအယံဝါဒနာပါတာဟုတ်အဲ့တော့သူတို့ရဲ့ ဒီအဆိုတော်ဒီမှာဘယ်ဘလို့အတန်လေးအာတာချက်ရှိရဲအာနည်းနည်းအာနေနိုင်နေဆိုတာမျိုးပေါ့နော်သူတို့အာတာချက်လေးတွေအဓိကကြည့်ပြီးတော့တယောက်နဲ့တယောက်မတူကြဘူးနောက်ပြီးတော့အဲ့ကျွန်တော်ရေးတဲ့ဆိုရင် line တော်တော်စုံပါတယ်တချင်က rock တွေလည်းရေးတယ်အာဒီ pop တွေလည်းရေးတယ်ပေါ့နော်အမျိုးစုံရေးပြတော့ကြတော့အဲ့ကိုရေးရမယ်အဆိုတော်ကိုတော့နောက်ပိုင်းဟို သေးသေးချာချာသူ့အတန်နဲ့လိုက်နေဆိုတဲ့ဟာမျိုးလေးတွေကိုတွေးပြီးတော့ရေးပြတဲ့အပိုင်းလေးတွေတော့များလာပါတယ်အဲ့ဒါအဲဒီသက်ကျွန်တော်ထင်တယ်ဆယ်နှစ်လောက်ကြာတဲ့အချိန်မှာအဲ့လိုမျိုးလေးနည်းနည်းလေးကိုချိန်ပြီးတော့ရေးရတဲ့ဟာမျိုးလေးပေါ်လာတယ်လို့ထင်တယ်ပြန်စဉ်းစားကြည့်ရင်လေအဲ့ဒီလောက်ကြာအောင်မှာဩဒီဆိုတော့ဆိုရင်တော့ဒီလိုရေးလိုက်ရင် အဲအဆင်ပြေသွားနိုင်တယ်ဆိုတဲ့ဟာလေးရေးကြည့်လိုက်လို့တကယ်လည်းအဆင်ပြေသွားရင်ပျော်ရတာပေါ့နော်အဲလိုခံစားမှုတွေလည်းရှိတယ်။တချင်းတွေတော်တော်များများကိုတော့အာဟိုဟာဖြစ်ပါတယ်အဲချစ်ပါတယ်တချင်းတော်တော်များများကိုလည်းလေနောက်ပြီးတော့ဘယ်တချင်းဘဲမဆိုပေါ့နော်သူတို့ဟိုပြိတ္တနဲ့အဲတခါလေအဲလိုဆက်ဆက်ဖြစ်ဒီဖြစ်စေမထီဒီဖြစ်စေတချို့တချင်းလေးတွေကအဲလိုကွက်ကွက်အဲလိုတော်တော်လေးအဲကြိုက်မိတဲ့တချင်းမျိုးလေးရှိရပါတော့ အကြောင်းအရာတစ်ခါလေးဆက်ဆန်းလေးတွေဆိုရင်တော့အဲ့လိုမျိုးကိုယ့်ကိုပြန်ပြီးတော့ရင်ထားမိမယ်ဟာမျိုးလေးတွေရှိရပေါ့အဲ့လိုဟာမျိုးလေးတွေတစ်ခါလေးပြန်ကြည့်ပါတယ်တခြင်းလေးပြန်ကြည့်ရဲ့အချိန်မှာတချို့တခြင်းလေးတွေအော်ဒီတခြင်းလေးတွေပြိသက်စီတိတ်မရောက်ခဲ့ဘူးပေါ့နော်အဲ့ဒါမျိုးလေးဆိုတချို့ဟာတွေတော့နည်းနည်းလိုက်ပြန်များအသက်ထပ်ပြီးကြီးသွားရင်တော့တချို့ဟာလေးတော့ပြန်လုပ်ရင်လုပ်ဖြစ်မလားပြောတာခြင်းနေရာခုနောက်ပိုင်းမှာတော့ကျွန်တော်ဟို အဓိကတော့ EP တော်တော်များရေးဖြစ်တယ် EP ဆိုတပုတ်သေးမဟုတ်ဘဲနဲ့ပေါ့နော်တယောက်လာရဲဆိုရင်အဲတယောက်လာရဲဆိုတာဒီအစတည်းကအဲ့ဟိုတိုင်မင်လိုက်တာပေါ့တိုင်မင်လိုက်တယ်အဲ EP လေးလောက်အောင်တပုတ်သေးတပုတ်ခု single song နေတော့အဓိကသွားတာပေါ့စင် song ဆိုရင်အားလုံးကလည်းဝန်တော့ဝန်ဘိုးတော့တော်တော်နေတာပေါ့လေဒါအကုန်ကြစည်းစသဖြင့်အကုန်နေတယ်ဟို EP ကြတော့ ကတူကုန်ကြစီလေးနည်းနည်းပူသွားတာပေါ့လေတချင်သုံးပုတ်ဖြစ်စီလေးပုတ်ဖြစ်စီ၅ပုတ်ဖြစ်စီပေါ့အဲ့လောက်၅ပုတ်လောက်ရေးရေးထားတာတော့များတယ်ဟိုအီဘီလေးတွေကပြီးပြီးတော့မထွက်သေးတဲ့ဟာလေးတွေများလာပါတယ်အခုအဂျီလက်ကြီးရှိမယ်အတီရှိမယ်ထရန်ထရန်ကနည်းနည်းဆုံးတယ်ဂျီလက်ရှိရအတီရှိရနေမင်းရှိမယ်ဂျီလက်ဇေပိဇေပိရှိမယ်မမဟေမာရှိမယ်အဲ့လိုပေါ့တော့ အဲ့လိုရှိပါသေးတယ်အဲ့လိုဟို EP လေးအောင်ကောင်းမြတ်တို့ပါတို့အတွက်လုံနေရရှေ့ဖြူကြီးတို့အတွက်အဲ့ဒါကြီးကတော့ရေးလို့မပြီးသေးဘူးလုံနေတော့ပေါ့နော်အဲ့ဒါမလို့လုံနေပါတယ်အာလူငယ်တေးရီကောင်းတဲ့တေးရီအများကြီးကိုဟိုတွေ့တာပေါ့နော်တွေ့တယ်ဆိုတာဝေကြီးတို့ဆိုလဲကျွန်တော်အရင်ကြိုက်တယ်နိဝေကြီးတို့နောက်ပဲကောင်းမှရဲ့နောက်ကောင်းချစ်သူစသဖြင့်ပေါ့နော်နောက်ပိုင်းရေးတဲ့ကလေးရင်းအောင်လို့ဆိုလဲသူတို့အဆိုတော်ကဒါအဓိကဟိုသွားနေတာဒါပေမဲ့တချင်းရေးတော်တော်ကောင်းတဲ့ဟိုအဲထဲမှာပါပါတယ်ကောင်းမှရဲ့နောက်ပိုင်းထွက်လာတဲ့ နောက်ပိုင်းထွက်လာတဲ့လူငယ်တွေပေါ့နော်လူငယ်တွေထဲမှာတော်တော်ကောင်းကောင်းနေရှိပါတယ်နောက်ပြီးတော့သူတို့တချင်းတွေကိုလည်းအခုအချိန်ကျွန်တော်တို့ကကျွန်တော်ကတော့နားထောင်တယ်ကျွန်တော်တော်တော်နားထောင်ပြတယ်ကလေးတချင်းဟိုအရင်တော့တချင်းတွေလည်းကြိုက်တာပေါ့နော်ကျွန်တော်ဒီရှေးကျွန်တော်တို့ရဲ့ရှေ့ကြခဲ့တဲ့ဒီဟိုတေးဆရာကြီးတွေရဲ့တချင်းတွေလည်းနားထောင်တယ်တီးကြီးအစ်စ်တွေတချင်းတွေလည်းတော်တော်နားထောင်ပါတယ်ဗျကောင်းပါရဲ့ခုကြတော့ဟိုငါပြောနည်းနည်းပုံတရီထားမိတာကိုဟို ိုယူထားတယ်ပေါ့နော်ကိုကြိုက်တဲ့သူတို့ကိုတိုင်ကြိုက်တဲ့ line ပေါ့သူတို့ hip hop ပဲဖြစ်စေဥမာ Jamie တို့ဆိုလဲသူတို့တော်တော်ကောင်းကောင်းကိုရေးရေးနိုင်တာသူတို့ line တွေကနေပြီးတော့အဲ့လိုအပီအပြင်ကိုလောက်ကြတာပေါ့နော် pop ဆိုလဲ pop ပေါ့နော် rock ဆိုလဲ rock အဲ့လိုမျိုးကိုကိုတန်ရတန်ရဟိုဟာကြီးလောက်ကြပါတယ်ကြိုက်ပါတယ်ဟုတ်